ရိုးသားတဲ့အညာသားလေးရေခဲကြောင်းတယ်လေးကိုရှိုင်းစော်ကိုအတုံးမလို့တော့လို့လမ်းခွဲလိုက်တဲ့ကိုကြီးအိုငလင်ကြီးလှုပ်စင်တုန်းကကိုရှိုင်းစော်ကပရိတကားတွေကိုရေခဲကြောင်းတွေလူပြီးနမိတ်ကြီးလာခဲ့တာပေါ့ရိုးသားသူဖြစ်လို့သူ့ကိုကူညီမဲ့သူတွေပေါများပြီးနေချင်းညာချင်းလူတိများသွားပါတယ်ရေခဲကြောင်းတယ်လေးနမိတ်ကြီးနေချိန်မှာကိုကြီးအိုကရုတ်တရက်ရောက်လာခဲ့ပြီးရေခဲတို့ပရိတနမိတ်နဲ့အလူတွေလှုပ်ခဲ့ကြပါတယ် ကိုရှိုင်းစော်နမေကြီးနေချိန်မှာရောင်းလာခဲ့တဲ့ကိုကြီးဦးကိုတတိထားဖို့အတွက်သူ့ကိုဝိုင်းပြောကြပါတယ်။ရိုးသားတဲ့ကိုရှိုင်းစော်ကတော့ဒါရီကိုတတိမထားမိပဲသူ့မှာရှိတဲ့ငွေတွေနဲ့တောင်လှူလိုက်ပါသေးတယ်။ အဲဒီနောက်မှာသူတို့နေအောင်ရန်ကုန်မှာဂျေအိုးဆိုင်လေးကိုအတူတူဖွင့်လိုက်ကြပါတယ်။ကိုဂျေအိုးကဂျေအိုးချက်တက်လို့ဂျေအိုးဆိုင်ဖွင့်လိုက်ပြီးအကျွေးသိန်းနေရာလဲတင်သွားခဲ့ပါသေးတယ်။သူမကျွမ်းကျင်တဲ့လုပ်ငန်းကိုလုပ်ရပြီးမြကိုဆိုင်စော်ကအလုပ်ကိုကြိုးစားပြီးဆိုင်ကိုအောင်မြင်အောင်လုပ်လိုက်ပါတယ်။သူဘွားကဒီလိုတိုးတက်သွားမယ်လို့စားတောက်ဆိုင်ပန်ရှင်ဖြစ်မယ်ဆိုပြီးဝမ်းသာခဲ့တာပါ။ဆိုင်ဖွင့်ထားတာလပိုင်းလောက်သာရှိနေသေးပြီမြေဆိုင်ကရှောင်းအားတက်ပြီးအချိန်လဲကြာသွားပါပြီ ။အဲ့ဒီချိန်မှာတော့ကိုကြီးအိုးက ကိုရှိုင်းစော်ကိုမလိုလားတော့ဘဲပြဿနာတွေတက်ခဲ့ပါတယ်။ဆိုင်မှာကိုကြီးအိုးရဲ့မိသားစုလည်းရောက်လာပြီးလောက်ကင်နေချိန်မှာကိုရှိုင်းစော်ကိုလည်းမကြည့်ပြူတော့ပါဘူး။နောက်ဆုံးမှာတော့ရိုးသားတဲ့ကိုရှိုင်းစော်ကအတုံးချခံလိုက်ရတာကိုသိသွားပြီးထွက်သွားခဲ့ပါတယ်။အခုတော့ကိုရှိုင်းစော်ကသူ့ရဲ့ဇာတိရွာလေးကိုပြန်ရောက်လာပြီးရေခဲဆက်တည်ထောင်တော့မှာပါ။ရေခဲလုပ်ငန်းကတော့သူ့ကျန်းကျင်တဲ့လုပ်ငန်းဖြစ်တာကြောင့်ဒီလုပ်ငန်းကိုပဲတအူးရဲလောက်ကင်မှာဖြစ်ပါတယ်။ ကိုရှိုင်းစော်နမည်ကြီးစင်မှာတော့လာခဲ့ကြပြီးလိုအပ်တာတွေရသွားတဲ့အချိန်မှာဆုံခွာသွားတာကိုကြုံလိုက်ရလို့စိတ်မကောင်းဖြစ်နေမှာပါ။ရိုးသားတဲ့သူတယောက်ကိုဒီလိုလင်စားသွားတာကိုတော့မကြည်နဲ့ကြပဲကိုရှိုင်းစော်ကလည်းစက်တူမလို့ဖို့အတွက်ပြောနေကြပါတယ်။ကိုရှိုင်းစော်အတွက်တော့တင်ငန်းစာကြီးကြီးရသွားခဲ့ပြီးဖြစ်ပေမဲ့စင်ရင်ကောင်းသူဖြစ်တာကြောင့်ဘသူကမှပြစ်မတင်ခဲ့ပါဘူး။နမည်ကြီးမြေချိန်မှာရောက်လာခဲ့ပြီးနမကောင်းဝင်ယူသွားတဲ့ပြင်အတုံးမလို့တဲ့အချိန်မှာခြံထားတာကိုခံခဲ့ရတဲ့ကိုရှိုင်းစော်အတွက်အပီစကားကို comment မှာပြောပြပေးခဲ့ပါအောင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်း ကျေးဇူးများကြီးတင်ပါတယ်ရှင်။